တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ6ရက်နေ့နေ့14ရက်နေ့အတွင်းကာလမှာအတိုက်ခံရာအားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ပြီး အောင်မြင်မှုရဲ့နှစ်သာရကိုရရှိနိုင်တဲ့ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်တဲ့ကိစ္စအဆင်ပြေမယ် ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ကိစ္စတွေအနေနဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိသွားမယ်။ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေရည်မှန်းချက်သစ်တွေကိုအလုံးစုံအောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့နေထားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်မယ်။ရှင်းရနေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးဘဝတိုးတက်မယ်။ကိုယ်ရနေမှာရပိုင်ခွင့်ဟောင်းတွေပြန်လည်တောင်းဆိုနိုင်တယ်။၁၀ရနေမှာငွေကြီးကိစ္စလုံးသမျှဆင်ပြေမယ်။၁၇ရနေမှာ အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်ငွေကြေးလက်လာပါဘဝတိုးတက်မယ်စနေနေ့မှာရန်တိုက်ခံကြမှာတန်လန်းပေါ်ခြင်းခက်ခဲအလုံးဖြည့်ရှင်းနိုင်ခြင်းနဲ့တိုးတက်ခြင်းရှိ73ရက်နေ့မှာလူယုံဒုက္ခပေးတဲ့လူလိန်လူကောက်တတိတာ74ရက်နေ့မှာရှင်ဒီမြို့နယ်ဆောင်ရွက်တဲ့ကိစ္စမှန်သမျှမှာကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိမှာ ဖြစ်ပါတယ်ဒီကာလအတွင်း70ရက်နေ့မှာ ထူးခြားတဲ့ကောင်းခြင်း စီရင်တဲ့ထူးခြားတဲ့ကံဆောင်ရွက်ရမယ်ကိစ္စနှစ်ရက်ရှိတယ်။ဆယ်ရက်နေ့ဂျွန်ကနေုံလားပြင်းနေတိုက်တယ်လေ။နေုံလားပြင်းနေမှာပတောင်းပင်ဆိုက်ရတယ်။ခြံတောက်နေမှာဆိုက်၊ဂိုင်းနေဆိုက်၊အိမ်နေမှာမြေချပြီးပင်ပေါင်းဆိုက်ရင်ဆိုက်၊အိုးနေဆိုက်ရင်ဆိုက်။အန်ရကင်းနေဘေးရှင်းနေထူးခြားတဲ့ဖုံးကံတောက်ပါခြင်းရဓမြအန်ရသကုတ်အန်ရကင်းပတောင်းပင်နေရနေုံလားပြင်းနေမှာပဲဆိုက်ရတာ။ တနေ့မှမတည့်ရပဲနောက်အဲ့ဒီဆယ်ရက်နေ့ဂျူနေုံလာပြင်းနေအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လာပြင်းနေအင်္ဂါနေ့နဲ့တိုက်ဆိုင်ရင်လက်ပွင့်ကံပွင့်စေတယ်စီရင်တော့လို့ရတယ်ညနေ3နိုင်ချိန်မှာတော့ရစည်းပင်တပင်ရဲ့အရှိတောင်ပဲခိုင်းနေရလက်မလုံးသာသာလက်ညှိုးလုံးသာသာတောင်ရှိတဲ့ဈေးကဖြတ်ပြီးတော့ ရှစ်လက်မတရားဖြတ်ပြီးတော့ခောက်ခွာရွှေရောင်တုတ်ပြီးတော့အစီရင်ဖြစ်ထားရှောင်းကျင်ဝဲကျင်အဲ့ဒါတွေထိတွေ့ပြီးရောက်လက်ပွင့်ကပ်ပွင့်ပြီးတန်းကောင်းတယ်။နောက်ဒီကန္နအတော်တွေမှာတနင်္လာအင်္ဂါဗုဒ္ဓမွေးသူတွေကိုအချိုးပေးတယ်။စနေနေ့မွေးတဲ့သူတွေတနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်စိတ်ရှုပ် တင်္ဃာကုကနန်းနေကြိုးပြီးတယ်အဝါရောင်လေးမောရောင်နှုတ်နေရောင်နေဝေပြီးလွှဲရှိရဆောင်ရွက်အဝါရောင်ပန်းဝင်ဖျားကတ်တူပြီးလွှဲရဆူတောင်းဆူတောင်းဖြင့်ယေရှုတင်ပါ့စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျူနာ၈ရက်နေ့ကနေစပြီးတော့ ဇလီရဲ့နေတော်တွေမှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ငွေကြေးကံကောင်းမယ်လက်ဖွဲ့မယ်အတိုက်ခံကြမှာ တိုးတက်မယ်ဆောင်ရွက်သမျှထူကြတဲ့ကံဖွဲ့မယ်အပြိုင်ဆိုင်အလုံးကိုကြော်ပြီးမိမိဘဝရဲ့တန်လန်းပေါ်ပေါက်မယ်သူတစ်ပါးမထင်မှတ်ထားတဲ့ကိစ္စတွေကိုကိုကအောင်မြင်လို့ကံဆောင်ရွက်အကျိုးပေးတဲ့ကံလာဖြစ်တဲ့ကိုလုံးသမျှခီးရောက်ပြီးကြိုးရှိတဲ့ကံနဲ့တိုးတက်ခြင်းကိုကြုံမယ်ရှင်ရည်နေမှာရာရာဆင်ပြေမယ် ိုးတက်မယ်၉ရက်နေ့မှာရန်တိုက်ခတ်နေတဲ့ရှင်ပြီးလောက်ရမယ်၁၀ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်၁၇ရက်နေ့မှာခီးကံကောင်းမဲ့ပြောင်းလဲတဲ့တိုးတက်မယ်၁၂ရက်နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝတိုးတက်မှုစစင်ရ73ရက်နေ့မှာခီးကိစ္စအောင်မြင်မယ်လူမျိုးကွဲအကျိုးပေးမယ်ရန်နဲ့မတော်စတိခဲ့မှုတွေကယူဆယ် ၁၄ရက်နေ့မှာတော့ပေါ်ပေါ်လာတဲ့ခြေတွေကိုလက်တွေသုံးချပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုလက်တွေဆောင်ရွက်နိုင်တယ်ဒီကာလအတွင်းဂျူနာ၁၀ရက်နေ့ဟာမြင့်မြတ်သောထူးခြားတဲ့အစီအရင်တွေလုပ်နိုင်တဲ့ရက်ဖြစ်တယ်နေုံလားပြည့်နေ့အဲ့ဒီဟာပတောက်ပင်ဆက်ရတဲ့နေ့ဖြစ်တယ်နေုံလားပြည့်နေ့ဟာတစ်နှစ်လုံးမှာမှာပတောက်ပင်ဆက်ပြီးရက်ကောင်းရက်မြတ်ဖြစ်တယ် ဲ့ဒီနေ့မှာစိုက်ပျိုးတဲ့ပရောဖက်တွေဟာပဝင်းကျင်ကိုထိမ့်သိမ့်ပေးတယ်။ရန်အန်ရကင်းအောင်ဆောင်ရွက်ပေးတယ်။ခြံနေမှာတောင်းနေမှာစိုက်ရတယ်။အိမ်နေမှာလည်းစိုက်ပြီးတော့အရှင်းမှာထားပေးပါ။ထူးခြားတဲ့ကံတွေစင်ပြေမှုတွေရှိလာမယ်။နိုင်ရီဆယ်နှစ်လပြည့်နေ့နဲ့ငါးနေ့နဲ့တိုက်တဲ့နေ့ဖြစ်တော့ညနေ3:00ချိန်မှာဇီးပင်ရဲ့အရှိတောင်ကန်ကန်တွေ စည်းကိုင်းတကိုင်းဖြတ်ပြီးတော့ရှင်းလက်မာလီယာဖြတ်အခောက်ခွာရွှေချပြီးတော့အဆောင်အနေနဲ့လက်ခေါ်တဲ့ဆောင်နေနဲ့ဆိုင်မထားရောင်းကောင်းဝဲကောင်းတယ်စတေးရနေ့ဒီကာလအတွင်းလူများနဲ့ဆက်ဆက်တဲ့ကဏ္ဍမှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ် တနင်္ဂနွေနေ့ဗုဒ္ဓနေ့ဝေသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တယ်တလီကိုကနန်းနေကြိုးပေးပါတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါသွာလာစဉ်ကာလတွင်တွေ့တဲ့အလူခံပုဂ္ဂိုလ်တို့ကိုလူတန်းချင်းပြုပေးပါကျေးဇူးတင်ပါတယ်တနင်္ဂနွေနေ့ဝေသူအားလုံးမင်္ဂလာပါ 2025ဇွန်လ10ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွင့်မယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်အမျိုးသမီးမိတ်ဆွေကြီးတူအကြီးကဲတူထံမှကောင်းသောကူညီရမယ်စုပေါင်းတွဲဖက်လုပ်သောလုပ်ငန်းတို့မှကောင်းသောကျိုးဆက်ရမယ်ကာလရှည်ကြာစမ်းကန်ထားတဲ့လုပ်တွေအဆင်ပြေမယ်ရပ်တန့်တဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ် မိမိဘောမှာကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအလိုပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းတွေရှိကိုယ်ပိုင်ယက်တီချက်နဲ့လောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုပိုင်ဆိုင်ကစားရရှိမယ်ရှင်ရဲ့နေရာတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းတွေ့တဲ့ခြင်းကိုကြောင်းမယ်အလိုပြည့်စုံမယ်ကိုယ့်ရဲ့နေမှာခီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်ဆယ်ရဲ့နေရာနေုံလားပြည့်နေဖြစ်တဲ့အဲ့ဒီနေမှာ အချိန်ကာလမရွေးပတောက်ပင်တို့ကို စိုက်ပျိုးရန်ရက်ဖြစ်တဲ့ခြံတောင်လေးတောင်မှာပတောက်ပင်ကိုအကမ်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်သန်စီခြင်းဖြင့်လုံခြုံရင်းရမယ်ကောင်းသောကံကြမ္မာတွေရမယ်နောက်မိမိပတောက်ပင်တို့ကိုစိုက်ပျိုးခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသတ္တိရှိစေတဲ့ကံကြမ္မာတွေကိုလည်းရစေတယ် လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီနေ့ညနေ3နိုင်ချိန်မှာစည်းပေနေပင်ရဲ့အရှိတောင်ကိုင်းကနေစည်းကိုင်းကိုဖြတ်ပြီးရှစ်လက်မအတရားဖြတ်အခောက်ခွာပြီးရွှေအောင်လေးသုတ်ပြီးတော့လက်ပွင့်ကံပွင့်စေတဲ့အစီအပြည့်ဆောင်ယူနိုင်တယ်။စတေးရနေ့မှာအလုံးစုံကောင်းသောနေထားနဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ရန်နဲ့ရှင်ပြီးလောရမယ်။စနေရနေ့မှာ လမ်းကြောင်းသစ်ထွင်ပြီးလှုပ်တာအဆင်ပြေတယ်ဘဝတုတ်တယ်မယ်ဆက်သောရဲ့နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်တပြိုင်တည်းတည်းတခုတည်းမကတဲ့ဒုက္ခလောကတက်တယ်၁၄ရဲ့နေ့မှာမူလစီစဏတမျိုးလက်တွေ့တမျိုးဖြစ်လေကစားမိမိရည်မှန်းချက်နဲ့လိုလားချက်တရားတို့ကို ကောင်းစွာကြိုးပေးခြင်းနဲ့တုတ်တက်ခြင်းဖြစ်ကိုဖန်တီးနိုင်လိမ့်မယ် တပတ်တာအတွင်းတနင်္လာနေ့သောကြာနေ့ကနေ့မွေးသူတွေကောင်းကျိုးပေးပြီးဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါလေ6ခုကိုကနန်းနေ့ကျိုးပေးပါလေအပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန် ပန်းရောင်နေ့စီပွင့်တို့ကိုဖျားကတ်သူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်